ုံးသက်ချက်ဒီအဲ့လိုအတွေးခေါ်ကြတော့တိုက်မီပြတ်သွားတာသရောင်းကတိုက်မီဖြစ်သွားတာဒါဒါကြီးရှင်းရှင်းလေးပဲပိဋကတ်သုံးပုံကိုမမှန်ကန်ကန်နားမလဲတမတဆယ်ဆောင်တွဲလောက်ဒီပိဋကတ်သုံးပုံနဲ့လွှဲစားနေရပဲပိဋကတ်သုံးပုံနားလည်လို့ပဲခုဆွေးနွေးနေပြီပဲတကကြီးပြောတာပိဋကတ်သုံးပုံနဲ့ကန့်ညီတဲ့စကလုံးတစ်လုံးမှမပါပိဋကတ်သုံးပုံကအဲ့လိုဘာကိုပြောတာပိဋကတ်သုံးပုံကဘယ်ဟာကိုပြောတာဒါပြင်ပိဋကတ်သုံးပုံအညီရတမအာဇီဝတော်ဘုဥစဉ်ဖိတ်ခေါ်ပါတကကြီးဟုတ်ဒီမှာရင်စားမှာလားဟုတ်ပါအခုတကကြီးကဒီ statement ကိုတကကြီးပဲစတင်တယ် ပြီးတော့ဒီအကြောင်းအရာဒီကဒီမာရင်ချက်ဒီအားနေချက်ဒီချွတ်နေချွတ်တဲ့ဓာတ်ကြီးပေါ့နော်မားနေပြီးတော့အကုန်ထောက်ပြပေးခဲ့ပြီပဲအဲ့တော့ဒီပုံမှာတပည့်တော်ရဲ့ဒီပုံမှာပေါ့သုံးသက်ချက်ပုံမှာရှင်ပြားလူကမေးတာကူပဲဒီလိုပြန်ဖြေရမှာမလားတကာကြီးဟာဗဇက်အရာကိုပြောတာဘာမှမနိုင်ဘူးဒါပေမဲ့အကြောင်းတွဲနေပါလေဆိုတာထောက်ပြပြီးပြေကိုက comment မှာရောဒီလိုရဲ့ အကောင့်မှာလည်းတင်ထားတယ်လေဒီ comment မှာလည်းစင်ပြားရဲ့ comment မှာလည်းဒီလိုရေးထားတယ်ဒီအကြောင်းဒီအကြောင်းဒီအကျိုးဒီအကျိုးတွေကြောင်းဒီတိုင်းမြေလူဆင်းရဲနေတယ်ဆိုတာဒါပေမဲ့ထပ်ပြောပြဆိုလည်းဒီလိုပြောပြပါဟုတ်ပါပြီဒီကိုင်းနေနဲ့ကြိုင်းတယ်လို့45မိနစ်ဒီကိုင်း presentation ဒီကိုင်းစိတ်ကြိုက်တင်ပြဆွေးနွေးခွင့်ရှိတယ်ပထမဆုံးအနေနဲ့ဒီကိုင်းကိုကိုကိုမိတ်ဆက်ပေးဖို့ဦးစင်းနေတယ်အမေတ္တာရက်ကမှာဒါမှဦးစင်းတို့ဆွေးနွေးဖို့ရဘသူတွေလည်းသိရမယ်ပေါ့နော်ဒါမှအဆင်ပြေဘူးအဲ့တော့ပထမဆုံးဒီကိုင်းရဲ့ဒီကိုင်းရဲ့နေရဲ့ဒီကိုင်းရဲ့ uh, education နဲ့ background အပညာရေးနောက်ခံအကြောင်းတရားရေးအရာကိုမိတ်ဆက်ပေးပါပြီးတဲ့အခါကျတော့မှဟိုတခါကြီးရဲ့ presentation ကိုစောက်ဥစဉ်ဆွေးနွေးတဲ့အခါကျတော့လေဥစဉ်ရဲ့ဝဲရဲ့ဥစဉ်နေရဲ့ဥစဉ်ရဲ့ education နဲ့ background ပညာရေးနောက်ခံရေးကိုဥစဉ်မိတ်ဆက်မယ်ပြီးတဲ့အခါကျတော့ဥစဉ်ရဲ့ presentation ကိုဥစဉ်လေ့လာမှာပဲလောက်တော့ကျေးဇူးပါတခါကြီးစလို့ရပါတယ်ဟုတ်ကဲ့ဒီရော်ရဲ့ပညာရေးတော့ဘာမှမရှိပါဘူးလေးတန်းလောက်ပဲတင်ခဲ့ရဘုန်းကြီးစာတော့ဆယ်ဆောင်လွတ်တော်လုံးတင်ခဲ့ရတယ် ်ပါတယ်ကျွန်တော်တော့အဲ့နဲ့အတိညာနေတဲ့ဒီပေါ်ရောစဖတ်တာပေါ့စဖတ်တာရေဘဝရဲ့အတွေ့အကြုံကြီးဒါပဲပေါ့နောက်ခုကဒီလိုရဲ့နာမည်ရင်းကကိုထီးမကွေးဒါကလောင်နာမည်လည်းကိုထီးမကွေးရယ်နာမည်ရင်းလည်းကိုထီးဒီမဟာဝီရဆိုတာတော့ဒီကိုထီးဆိုတဲ့နာမည်နဲ့ပြောရတာနည်းနည်းဟိုပေါ့နော်အာနာနီယလို့မျိုးလေးမဟာဝီရဆိုတဲ့နာမည်နဲ့ပြောရရင်ကြားသူတလားလောက်ပဲရှိသေးဒီနာမည်ပြောရတယ်ဒီအကောင်းဆုံးနေရာကြားပြီး ဒါပေမဲ့ကိုသေးမကွေးဆိုရင်အကောင့်နဲ့ပဲတုံတာဒီမဟာဝီရဆိုတာကဥမာတလားလောက်ပဲရှိသေးတယ်ကြောင်းလိုက်တာဟုတ်ပါတယ်ဟုတ်ဒီကုနာမင်းနဲ့ကိုပြောရဆိုရတာဆိုရင်အာနာနေရကိုမျက်နှာကိုနာမည်မျက်နှာထောက်နေရတဲ့တိတ်စနေပြီတာနဲ့နာမည်လေးပြောင်းလိုက်တာပါပါတကဒါကြီးရဲ့နေရက်လိစာနဲ့အင်္ဂလိပ်ကတော့ဒီတော့အင်္ဂလိပ် AO ဘယ်ဘဲပေါက်လဲတယ်ဆိုတော့ဒီတော့မသိခဲ့ရနားမလည်ဘူးမသိဘူးဒါပေမဲ့နေဘာဘာလေးလာထားတဲ့အတွက်နားလည်ပါတယ်နေဘာဘာနားလည်တယ်ပေါ့နော်ဒီတော့ A ဘယ်ဘဲပေါက်လဲတယ်ဆိုတော့ကိုမသိခဲ့ရဘူး င်ဗျာဒီလေးတန်းနဲ့ထွက်လာပေါ့နော်ဒီစဲဆောင်ဟိုဒီဘုံကြောင်းမှာနေခဲ့ရတဲ့ညာညာအเจ้าကြီးကြောင့်စားဘဝနဲ့ပေါ့တပီတော်တို့ငငယ်ရပေါ့ရက်ကျွန်တော်တို့တို့ရက်ကြတာဒီမှာငငယ်ကဒီအတန်းကြောင်းလေးလည်းမရှိဘူးဘုံကြောင်းလေးလည်းမရှိဘူးဒီလိုရွာဘုံကြောင်းလည်းမရှိဘူးတန်းကြောင်းလည်းမရှိဘူးအဲ့တော့တခြားရွာမှာတွားပြီးတော့ငငယ်ရွယ်ရွယ်နဲ့ပေါ့နော်ငါးနှစ်၆နှစ်သားလေးဒီဘဝနဲ့မိဘနဲ့ခွဲခွာပြီးတော့အเจ้าကြီးကြောင်းစားဘဝနဲ့ပတ်နေရအဲ့လိုမျိုးပညာကိုခက်ခက်ဆံလို့တော့ကြည့်နေရအဲ့လိုမျိုး သိသိငယ်အောင်စကုတော့ပြီးတော့အပြင်ညာနေနေရတယ်ဘုန်းကြီးကြောင်းမှာဟုတ်ကဲ့ဟုတ်ပါအဲ့ဒါဒကာကြီးကလောလောဆယ်နေရက်နဲ့ဒကာကြီးရဲ့ educational background ကိုသိပြီဒကာကြီးရဲ့အခုနေရက်နေရက်ပြောပြောပြပါမနနမဲအရင်နဲ့နေရနမဲရင်းကဒီလိုရနမဲရမတ်ပုံရနမဲရဥသေးအောင်သေးအောင်လို့ခေါ်ပါတယ်ဇက်နမဲကဥသေးဒီနမဲပဲဟုတ်ကဲ့တခါနမဲကကုသေးပါပဲနေရာတော့တင်္ဂါရက်ွက်မင်္ဂလာဈေးမင်္ဂလာဈေးမှာနေပါတယ်တင်္ဂါရက်ွက်မင်္ဂလာဈေးပေါ့ဟုတ်ပါတယ်ခါဒီလိုအဲ့မှာနေပါတယ် ကဲအလုပ်ကအဲ့ရ presentation တောင်းရမှာတော်တော်လောက်တော့ဟုတ်ကျေးဇူးပါတယ်ခင်ဗျာဇွန်နေ့ပဲစလို့ကြပါလိမ့်ခင်ဗျာအဲ့မှာဗျာဟိုဒီတပီတော့အခုတင်ပြထားတာပေါ့နော်ဒီသုံးသက်ထားတာဒီကဒီမြမပြည်မှာဘုလူ့ဘာသာရောက်မလာခဲ့ရင်အားရှားကြမဟုတ်ဘူးကဘာကြာကြီးဖြစ်ဂုံယူဝင်ကြွားနိုင်တယ်လို့တပီတော့ဒါသုံးသက်ဒါအခုမှသုံးသက်မှကြာခဲ့ပါပြီဒီလိုသုံးသက်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ဒီလိုလိုအများကြီး စဉ်းစားကြည့်မိတယ်ပေါ့နော်ဟိုဒီလိုရေးလဲရေးခဲ့ပါမြမပြည်မှာလူဦးရေတန်း90ကျော်ရှိတယ်ဘာသာမဲ့ဘာသာကြားပေါ့နော်တန်း20ထားမရှိဘူးတန်း20ဘာသာမဲ့ဘာသာကြားတန်း20မရှိဘူးဘုရားဘာသာတန်း30ပဲထားဘာသာရေးကြောင်ကုန်ကြတယ်မို့လူတယောက်ကိုတစ်ချက်ပဲတွေ့တနည်းကိုတန်း30ရှိတယ်တနည်းတနည်းကိုတန်း30ရှိတယ်နောက်တစ်ခုနိုင်ငံတော်အားလည်းတာနာရေးဝန်ကြီးဌာနကခုဖွင့်ပြီးတော့ဒီပေါ့ဒီဘာသာငွေတွေထုတ်သုံးတယ်ပေါ့ဒါပြောရရင်တော့ ။တခြားဝန်ကြီးဌာနတွေကထုတ်သုံးတဲ့ငွေတွေကတိုင်းပြည်ကိုသူ့အနေနဲ့သူပြန်လာတယ်။သူ့အနေနဲ့ဒီတိုင်းပြည်ကိုထုတ်သွားတဲ့ငွေတိမ့်ထုတ်ရလားတိမ့်ငွေပြန်ရအောင်ပြောမယ်တိမ့်တိမ့်တိမ့်တောင်ပြန်ရအောင်ရောက်မှာပေါ့နော်။အခုဒီဘာသာရေးကထုတ်သွားတဲ့ငွေတွေဘာသာရေးကြောင့်ရင်းနှီးလိုက်တဲ့ဟာဘာကုမဒီလိုတိုင်းပြည်မှာဘာသာရေးရပေးတဲ့ရင်ကျင်းမှုဒီလိုတို့မှမရဘူးဘာသာရေးရပေးတဲ့မေတ္တာတရားဒီလိုတို့မှမရဘူးဘာသာရေးရပေးတဲ့ကိုချင်းစာတရား စာနာစိတ်ကိုချင်းတီလာဒီလိုလူမျိုးမှာဘာတစ်ခုမှမရှိအဘာကြောင့်အဲ့လိုတွေပြောနေတာလဲဒီလိုကြောင့်ဘာဘာကြောင့်ပြောနေတာလဲဒီလိုနိုင်ငံမှာစနုံမုံနဲ့ရောင်နှုံတော့အတုအတုတွေစားနေတာအတုလို့ရောင်းနေဆိုတော့ဘယ်မှာလဲဘာသာရက်ပြီးတယ်ကိုချင်းစာတရားကိုချင်းတရားစာနာစိတ်မေတ္တာတရားဖျားရှင်စီမောင်ထိုင်ပြီးတော့သတ္တဝါကြီးကျမ်းမာပါစီချမ်းသာပါစီတော့အော်ဟစ်နေရပဲပြီးရင်တော့ဖျားရှင်စီကလည်းငုတ်တူထလာရောဟစ်ကောင်မှညဘလို့အေးဒီလိုလာသေးတာဒီလိုတော့လောက်တာမမကြရင်လက်တူကြီးတာအဲအဲ့လို ဒါတွေကဘာလဲဆိုပြီးတော့နေ့စဉ်နဲ့မြပေါ့နော်အိမ်တက်တရားနာကနေဒီတိမ့်ထောင်ချီတန်နဲ့တရားပွဲကြီးကြီးငါးပါးတိလက်ခံထားအဲ့ငါးပါးတိလက်မှာဘုဒ္ဓဝါဒဆိုတာဘာသာပေါင်းကဒီဘုဒ္ဓဝါဒကိုဘာသာပေါင်းဆုံးကဒီဘုဒ္ဓဝါဒကိုကန့်ကွက်တယ်နော်ကန့်ကွက်တဲ့သွားကိုအထူးသဖြင့်လေးလေးစားလိုက်နာဖို့ပေါ့လူကျင့်ကိုလေးစားလိုက်နာဖို့အဲ့ဒီလိုနိုင်ငံမှာကဒီဘုဒ္ဓဝါဒကိုလွန်အကျူးကိုဖောက်ပြန်ကျူးလွန်နေကြတာ အဖျားရှိကိုပင်စောက်တင်ပြောတယ်ဓမ္မစာပြည်အတင်ပြောတယ်အိတ်မချင်းပေါ့အိတ်တင်တဲ့အခါပဲသူကလွတ်တယ်တချို့ဆိုလို့ရှိရင်ပြောရရင်ပေါ့နော်ဒီဘာသာရေးကပုံကူလေဒါကိုပုံကူရေးရမပါပါဘူးပလင်မုံမတက်ပြီးတော့အတင်ပြောတာရှိတယ်အဲအဲ့လိုမျိုးပလင်မုံမတိုင်းပြီးအတင်ပြောတာရှိတယ်ဘယ်ဘယ်ပုံကူပါညာဆိုဒီလိုမပြောပါဘူးဒါရီရှိပါတယ်ဒီလိုဆိုရတယ်သိနေရတာပဲဟုတ်တယ်အဲ့ဒီဘာသာရေးရပေးတဲ့ကောင်းကျိုးပေါ့မြမပြီဘုရားဘာသာရောက်လာနှစ်ပေါင်း900ကျော်ပါပြီ ဒါအနော်ထာသေးလာတာပေါ့နော်တပြည့်တော်မှာဘာသာရေးရပြီးတဲ့ယဉ်ကျေးမှုဘာသာရေးရပြီးတဲ့ကိုချင်းတရားဘာသာရေးရဘာသာရေးရပြီးတဲ့မေတ္တာတရားဘာမှမရှိဒါရင်းဘာသာရေးရတော့ကြီးကျော်နေရတယ်အမေတ္တာတရားကြီးမားတဲ့ဘာသာတရားကိုရရှိပိုင်ဆိုင်ထားတာပါအလွန်အင်တန်အင်မတန်မှငြိမ်းချမ်းတဲ့ဘာသာတရားကိုရရှိပိုင်ဆိုင်ထားတာပါလို့ကြီးကျော်နေကြတယ်အဲ့တော့မြမပြီးမှဘယ်နေရာမှာငြိမ်းချမ်းတာလဲသဂေါတ္တဆက်ကလေးပဲပြီးတော့လည်းညှို့ထုတ်ပြသဂေါတ္တဆက်စား အလေးပဲလည်းတို့ပြညီမကြီးမငင်းချမ်းတာဘယ်နာငင်းချမ်းတာလဲဒီလိုကအခု H&M ပြရနေချင်လို့မနေရဘူးလူစိမ့်မြင်ကြောက်နေတာစကားမပြောရဘူးနှုတ်ပိတ်ပြန်အဲ့တော့ဘယ်မှာအေးချမ်းတာလဲဘယ်မှာငင်းချမ်းတာလဲဘယ်မှာလဲမြင့်တာပြရဘာသာရေးရပြတာလဲအဲ့တော့ရင်းနှီးရတာပေါ့နော်ဒီလိုလိုရင်းနှီးရတာနေစင်နေအမြကဟိုမွေးလာကြတဲ့အတိုင်းဒီခနာကိုလှုပ်ရှားပြီးဆိုကြတဲ့အတိုင်းဖေနဲ့မိကဥရောဆိုပြီးတင်လိုက်တာတည်တဲ့အထိဒီဥရောဘဝလုံးကြီးရင်းနှီးတာဒီဘာသာရေးတို့ တပွားလုံးကြီးကိုယင်းကြီးရနော်ဒီမွေးလာပြီအမေကမွေးလာပြီဆိုပြီးတော့ခန္ဓာကိုယ်လှုပ်ရှားတတ်ပြီငုတ်တုတ်ထိုင်တတ်ပြီဆိုကြတာဖျားစင်ရှင်ငုတ်တုတ်ထိုင်ပြီးတော့တာရည်သမီးရည်ဥတော်ဥတော်ဥတော်ဆိုပြီးသင်ခဲ့တာတေတဲ့အချိန်ဒီဥတော်နဲ့ဖျားတရားတန်တာပေါ့ဘဝကြီးတစ်ခုလုံးပြီးဆက်ပြီးတော့ယင်းကြီးခဲ့ရတာဒါပေမဲ့ဒီလိုလိုမှာအဲ့ဒီဘာသာရေးရပြီးတဲ့အကောင်းကျိုးဘာသာရေးရပြီးတဲ့လူပြောရမယ်မေတ္တာတရားကြီးကုချင်းစာတရားကြီးသာနာစိတ်ကြီးသီလကြီး တီလာတီလာမဟုတ်ဘီလာသမားကြီးပညာလို့ခေါ်နေနိုင်ငံမှာအကုန်လုံးကခိုးနေလူလေးလေးရရှိတော်တော်ကြုံဒါကြောင့်ကိုရဆရာတော်တို့သိပါတယ်ဒီဒီနည်းနည်းတော့ဒီကစချို့တချို့လေးအရက်တက်မှပြောနေကြဆိုတော့ဒီဆရာတော်တို့နဲ့ပြောနေကြလို့ကမဟုတ်တော့ပြောနေကြမဟုတ်ဘူးနည်းနည်းဒကာလေးချို့ဟိုမသွားလေးပိုင်းပါအဲ့ဒါကြောင့်နည်းနည်းတော့နားလဲပြီးတော့ဖြစ်ဆက်ပြီးနားလဲပြီးပါလို့အဲ့ဒါကြောင့်နည်းတောင်းပန်ကြပါ ဲ့တော့ဘလို့ပြောရမယ်ဒီပေါ့နော်မသိနိုင်မမြင်နိုင်တာဒီပေါ့မဟုတ်တာတွေပေါ့အဲ့ဒါတွေနဲ့ဟောပြောဆုံးမနေကြတော့တကယ်လက်တွေ့လူဘဝကိုအကျိုးရှိမဲ့လူတွေလိုက်နာရမယ်လူရဲ့ကုချင်းစာတရားတွေလူနဲ့စာနာလူရဲ့လူရဲ့စာနာစိတ်ကြီးလောကပါလာတရားပေါ့ဒီလောကပါလာတရားတွေခတ်ချုပ်သွားတယ်လောကပါလာတရားဆိုတာဒီလိုနိုင်ငံတကာကပြတ်ထန်းထားတဲ့ဥပဒေလောကပါလာတရားလို့အဲ့ဒီဥပဒေကိုချိုးဖောက်ပြီးနိုင်ငံတကာကဒီလိုလို့ဆိုရင်ဒီနိုင်ငံကပြတ်ထန်းထားတဲ့ဥပဒေတွေ ဘူးမှမလိုက်နိုင်ဘူးတခြားကလည်းလူလည်းမလိုက်နိုင်ဘူးသူလည်းမလိုက်နိုင်ဘူးဘူးမှမလိုက်နိုင်ဘဲနဲ့ဒီဥပဒေကိုချိုးဖောက်ပြီးတော့ဟဲ့အမျိုးမျိုးပေါ့နော်လင်မယားရင်စကားများတာအစားတရားဝင်ရောက်သွားတယ်ချင်းကောင်းရင်အိမ်နဲ့ပြီးရမယ်ကိစ္စချင်းအောင်တကောင်းရင်အိမ်ရဟဲ့တော်တော်ဟဲ့လုတ်တော်ထစ်ကြတော့နဲ့ဟဲ့လူရက်လိုက်ရင်ပြီးရမယ်ကိစ္စဘူးတရားရုံးဒီရောက်သွားတယ်အဖြစ်အပျက်ဒီဒါတတိတော်ရင်ကျင်းမှုဘာသာရေးရပြည့်တဲ့ရင်ကျင်းမှုဘယ်မှာလဲ ဘာသာရေးကပေးတဲ့မေတ္တာတရားတွေဘယ်မှာလဲဒီလိုတိုင်းမှာဘာမှမရှိဘူးအဲ့တော့အခုဘာတွေဖြစ်လာလဲဆိုတရားယုံဒီလိုကဥပဒေကိုနားလည်လို့ဆိုတရားယုံခဏခဏရောက်တယ်ဟိုကလာကောဒီကလာတရားယုံမှာသွားကြည့်လိုက်တော့ဆိုင်နေတဲ့အမှုပြညီအကိုချင်းညီမောင်မချင်းညီတအဖချင်းညီတအမိချင်းညီလူတွေဖြစ်နေကြတကယ်ဘာတွေဖြစ်နေကြတာဦးစင်းနည်းနည်းလောက်ဟိုဖြတ်ပြောတယ်ဖြစ်တာလေ ခဏပြောပြောပါတခါကြီးကိုတိုင်ကရောအခုပြောနေတဲ့အကြောင်းအရာတွေဟာဦးစင်းတို့ဆွေးနေတဲ့ခေါင်းစဉ်နဲ့ကပ်ညီတယ်လို့ခံစားရပါတယ်ဦးစင်းတို့ဆွေးနေတဲ့ခေါင်းစဉ်ကအာမြက်စွာဘုရားရဲ့ပဋိကတ်သုံးပုံကြောင့်မြန်မာနိုင်ငံဆင်းရဲတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနေရအဲ့ဒါအခုတခါကြီးပြောနေတဲ့အကြောင်းအရာတွေကအဲ့ဒီခေါင်းစဉ်အောက်မှာရောက်ပါသလားအဲ့ဒီခေါင်းစဉ်အောက်မှာပဲပြောနေတယ်ပြည်ပြားနေလို့ဒီကိုချင်းစာတရားကြီးစာနာစိတ်တွေပြည်ပြားလူရဲ့စိတ်တတ်တွေပြည်ပြားနေတာကဒီအဆုံးအမတွေညံ့ဖျင်းလို့ဒီတာနာကြီးညံ့ဖျင်းလို့ဒီဘာလို့ညံ့ဖျင်းတာလဲ ဘာကြောင့်ပြောနိုင်တာလဲဆိုရင်တတိယတော်တို့အခုပေါ့ဆရာတော်တို့ကခိုးလာတဲ့ပစ္စည်းမှန်ပြီးတယ်နိုင်ငံတော်ကလိမ့်လာတဲ့ပစ္စည်းမှန်လည်းပြီးတယ်တတ်နေမှန်လည်းပြီးတယ်ဒုစွန်ညာလည်းလက်ခံတယ်အလူလက်ခံတယ်အဲ့ဒါကြီးပစ္စည်းကုန်မှာဟာငါတို့တက်လည်းပါမရှိဘူးခိုးလည်းပါမရှိဘူးလိမ့်လည်းပါမရှိဘူးခိုးကြီးသွားလူလိုက်ငါတို့လူတာလိမ့်တာကြီးခိုးတာကြီးတတ်တာကြီးကြေးသွားတယ်ငါတို့နာမည်တောင်ရသေးတယ်ဘုရားတကအကြောင်းတကအလူအမှန်က အရှင်ဖျားကြီးကအဲ့ဒါကြီးဆန့်ကျင်ရကွာရဲရဲဝံ့ဆန့်မင်းမင်းရဲ့ဒီလူပဲပစ္စည်းတွေကမင်းပိုးလာတာကွာလိမ့်လာတာကွာတက်လာတာကွာငါတို့တန်ခါရဲ့ဝီနီတန်ခါရဲ့စီပြန်ဖျားသားလို့နဲ့မအပ်ဆက်ပါဘူးမင်းဟာမင်းပြန်ယူသွားပါလို့ဘယ်ကိုတော်မှဘယ်စရာတော်တပားမှဆန့်ကျင်ပြီးညှဉ်းဆန်လို့တာမရှိဘူးပြုံပြုံကြီးနဲ့မိမိန်ကြီးစင်ခန်းနေကြတာပဲရှိတယ်ဒီတော့အဲ့လိုပေါ့နော်ဒါလက်တွေ့လက်တွေ့ဖြစ်နေတာနော်ခုဆိုလို့ရှိရင် ခုတော်တော်ကိုတော်တော်ဆိုးလာပြီဆိုးလာဆိုးလာပြီတော်ဆိုးလာပြီစံကယ်စီပြီရမ်းတယ်ကာစီပြီရမ်းတယ်ဒါတိပါတယ်ဟူတာနာဘလောက်ထိအောင်ဘာသာရေးယူရင်းသွားလဲဆိုရင်အဲရမ်းနေ HD ထွက်တယ် HD ဆိုတာဆရာတို့တိပါတယ်ထွက်လာတယ်ဘလောက်ထိအောင်ဆိုးွားလာတယ်တခါကြီးပြောတဲ့အကြောင်းအရာကနိုင်ငံစင်းရဲချင်းမှာပိဋကတ်သုံးပုံရဲ့ဒီဒီဟာလေးအခြေခံတာပေါ့လေဒီလိုဒီပိဋကတ်သုံးပုံကြီးလွဲမားနေလို့ဒီဟာလေးလွဲသွားပါလွဲသွားတာလေလူတွေလွဲကုန်တာမြန်မာနိုင်ငံစင်းရဲနေတာ ਨੇ ဘယ်လိုဆက်ဆက် အခုမြန်မာနိုင်ငံဆင်းရဲနေတဲ့အကြောင်းတရားရဲ့ပဋိကတ်သုံးပုံကအခြေခံနေဆိုတာကိုဒကာကြီးအနေနဲ့ဘယ်လိုဆက်ဆက်အခုကဒကာကြီးကဘာနဲ့တလောက်ပြောမှာဆိုရင်ဒကာကြီးကိုယ်တိုင်ကပဋိကတ်သုံးပုံနဲ့ tradition ကိုနားမလဲ tradition ဆိုတာ tradition ဆိုတာဒလီထုံးတမ်းကိုပြောတာဘာမှလည်းပြောပါဘာမှလည်းပြောဘာမှလည်းဟုတ်ပြီဒကာကြီးဒကာကြီးကဆန္ဒပြောတာအင်္ဂလိပ်ကိုလေ့လာထားလို့ရတယ်ဆိုလို့ဦးစင်ထက်သုံးတာပါနောက်တစ်ခုကဦးစင်ကဒီတချို့စကားလုံးတွေကမြန်မာစကားနဲ့ပေါ်တာတဲ့အင်္ဂလိပ်လိုပြောရတာက ပို့ပြီးခိုင်းပါလို့မသုံးမိတာဒါပေမဲ့ဥစဉ်ကြိုးစားပြီးတော့ translation လုပ်ပေးပါမယ်အာသူကဘယ်မှာဖြစ်ဖြစ်သူကဘာသာနဲ့ the buddhist teaching ဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာဒါမှမဟုတ်ပဋိကတ်သုံးပုံနဲ့အဲ့ဒီပဋိကတ်သုံးပုံကိုလေ့လာတဲ့သူတွေကြားမှာ guest ကတော့ထာဝရရှိတယ်ဘယ်ဒါဥစဉ်တို့ဗုဒ္ဓဘာသာမှာရှိတာမဟုတ်ဘူးဒီ christian မှာလည်းရှိတယ်နောက် muslim မှာလည်း islam မှာလည်းရှိတယ်နောက် hindu မှာလည်းရှိတယ်ကမ္ဘာမှာရှိတဲ့မြ religion တွေအားလုံး ਨੇ အာဒီအာဟောကြားချက်တွေလမ်းညွှန်ချက်တွေသွန်သွန်သင်ချက်တွေဆိုတာအမြဲတမ်းထာဝရတစ်ထက်တည်းမကြတာတဘာဝပဲတကယ်အဲ့ဒါအဲ့နှစ်ခုကိုတကယ်နေနဲ့အရင်ဆုံး꿰ရအဲ့နှစ်ခုကို꿰ပြီးတော့အဲ့နှစ်ခုဟုတ်ပြီအဲ့နှစ်ခုကို꿰ပြီးတော့မှတကယ်ကြီးတို့ဥစဉ်တို့ဆွေးနွေးတဲ့ခေါင်းစဉ်ဖြစ်တဲ့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကြောင့်ပဋိကတ်၃ပုံကြောင့်မြန်မာနိုင်ငံဆင်းရဲပါတယ်ဆိုတဲ့ဘက်ကိုသွားအခုလုံးလုံးစရာ တခါကြီးပြောနေတာမြန်မာနိုင်ငံစင်းရဲမှုရဲ့အကြောင်းတရားဟာသဗုဒ္ဓတိချင်းဒါမှမဟုတ်ပိဋကတ်သုံးပုံကြောင့်ဆိုတာတခုမှလည်းမပါသေးဘူးတခါကြီးကဘာတွေကိုပြောနေတာဒီခိုးတာလားလက်ခံတာလေးလိမ့်တာလားလက်ခံတာလေးလူလက်ခံတာလေးအဲလွဲမားနေတာလေးပဲအရာကဖျားတာလို့လွဲမားနေလွဲမားတာပဲနောက်တစ်ခုကဘာတွေလွဲမားတာလဲဆိုတော့ဟိုတလောကတပည့်တော်လိုင်းပုံမှာနားထောင်နေတာပေါ့ဒေါက်တာနန္ဒမာလာရဲ့တရားပေါ့ခု ဒီဘဝမှာမကောင်းမှုလုပ်ပြီးချမ်းသာနေပြီမယ်လို့ပေါ့နော်ဒီဘဝမှာမကောင်းမှုလုပ်ပြီးချမ်းသာနေပြီမယ်ဘယ်ဘဝကကောင်းမှုလုပ်လို့ဒီဘဝမှာမကောင်းမှုလုပ်ပြီးချမ်းသာနေရပေါ့အဲ့တော့ဒီဘဝမှာမကောင်းမှုလုပ်တာကိုနောက်ဘဝဒီမကောင်းမှုကြီးပါမလားအောင်ကောင်းမှုထပ်လုပ်ရင်အဲ့ဒီမကောင်းမှုကြီးပြီးသွားတယ်ဆိုကြတဲ့ကတဘာသာမကောင်းမှုကိုတိုက်တွန်းပေးလိုက်တာပဲမကောင်းမှုရဲ့တင်းလောက်ကြတော့လို့တိုက်တွန်းပေးလိုက်တာပဲအဲ့အဲ့ရရောက်သွားတယ်ဒီအဆုံးမကြီးလို့ အဲ့ဒါကိုအကြောင်းတရားနဲ့ဘယ်လိုမျိုးဆက်ဆက်တာလဲတကယ်။ဘုပ္ပါကြီးကမြတ်စွာဘုရားရဲ့ဟောကြားတဲ့ဒေသနာတော်တွေထဲမှာမြတ်စွာဘုရားရဲ့ဒေသနာတော်ကမြတ်စွာဘုရားရဲ့လက်မခံဘူးမယုံကြည်ဘူးဒီလိုကအဲ့ဒါကိုလည်းယုံကြည်တာမဟုတ်ဘူး။ဒီလိုပြောပါအောင်မယ်။အဲ့ဒါဆိုရင်ဒီလိုနဲ့ရှင်ဘုရားနဲ့စဉ်နိုးဝဲဆလိုက်မယ်ဗျာ။ဘုရားလို့ဘယ်အသိဉာဏ်နဲ့ရှင်ဘုရားတို့ကဘယ်အသိဉာဏ်နဲ့အသိမပြုပါလဲ။အင်းဘုရား ဘုရားဟိုးကြပါလေဘုရားကပြောခဲ့လို့ဟဲ့လို့ဖြစ်နေပါတယ်လို့လက်တွေ့မျက်မြင်အခုလက်တွေ့မျက်မြင်နဲ့ထောက်ကြတယ်ဒီလိုကျမ်းစာတွေကိုပြောတာလို့ဆရာတော်ကြီးကဟောခဲ့တာပါလို့ဘုရားကပြောခဲ့တာပါလို့အဲ့ဒီလိုလက်မခံလက်တွေ့ဖြစ်ဖြစ်နေတဲ့အကြောင်းအရာတခုနဲ့ဟာဘုရားဟောခဲ့တာမှန်တယ်ဘုရားဟောခဲ့တာဟုတ်ကောဟုတ်တယ်လက်တွေ့ဖြစ်ဖြစ်နေတဲ့ဒီနေ့လက်တွေ့ဖြစ်ဖြစ်နေတဲ့အကြောင်းအရာခုနဲ့ပဲဒီလိုကတက်တည်သူချင်းနဲ့တရကပြချင်းနဲ့ဥပမာလို့ချင်းနဲ့ဟောဘုရားဟောခဲ့တာပဲဟိုကျမ်းစာတွေကပါတာပဲဒီဆရာတော်ကြီးကဟောခဲ့တာပဲမရှိတော့တဲ့ဆရာတော်ကြီးတိုင်တယ်တာလို့ ဟိုစာရဲကစာဥရဲကပါတာတို့ဝိကတ်ရဲကပါတာတို့ဘုရားဟောခဲ့ပါတယ်လို့အဆုံးသက်ပြည့်ဆွေးနွေးဖို့ဆုံးသက်ပြည့်တာမျိုးဒီလိုမျိုးရှင်ဟုတ်ပါအတွေးကိုဆက်ဒီတော့အတွေးကိုဆက်တွေးခြင်းဟုတ်ပြီဆက်ကတကယ်ကြောင်းလည်းလက်ခံကောင်းတယ်ကောင်းတယ်တကယ်ပြောတကယ်ပြောတာကာလာမတုတ်ထဲမှာလည်းရှင်းပြပေးတာဒါပေမဲ့ဒါဆိုရင်ဥစဉ်ကတကယ်ကိုကွဲမေကွန်းတစ်ခုမေးခြင်းတာဟုတ်ပြီဥစဉ်ကမေကွန်းတစ်ခုမေးမယ်အဲမေကွန်းကိုတကယ်ဖြည့်ကြည့်ပါနော်တကယ်ရဲ့ဘိုးရင်ဆုံးပြောထားတဲ့ပြောဆိုချက်က ပဋိကတ်သုံးပုံကြောင့်မြန်မာနိုင်ငံဆင်းရဲတယ်လို့တခါကြီးပြောတယ်နော်ဒါဒါဒီဦးစင်းတို့ဆွေးနွေးပြရလဲဒါပဲဟုတ်ပြီပြီးတော့တခါကြီးကိုယ်တိုင်ကပဋိကတ်သုံးပုံရဲ့တည်ရှိမှုကိုလက်မခံဟုတ်ပြီနော်ဒါနဲ့ချက်တခါကြီးဦးစင်းပြောနားထောင်ပြီးတော့မှတမတမပြန်ပြန်ပြီးတော့ပြောတခါကြီးကိုယ်တိုင်ပဋိကတ်သုံးပုံတည်ရှိမှုကိုလက်မခံပြီးတော့ပဋိကတ်သုံးပုံတည်ရှိမှုကိုလက်မခံတဲ့သူဟာပဋိကတ်သုံးပုံကြောင့်မြန်မာနိုင်ငံဆင်းရဲပါတယ်ဆိုတာကိုတခါကြီးကဘယ်လိုမျိုးနေနဲ့အထောက်အထားပြပါ အကုန်လုံးမှားနေတယ်လေဂိရိကသုံးပုံကနှစ်ပေါင်းမြန်မာပြည်ရောက်လာနှစ်ပေါင်း900ကျော်သွားပြီဂိရိကသုံးပုံမြန်မာပြည်ရောက်လာနှစ်ပေါင်း900ကျော်သွားပြီအဲ့ဂိရိကသုံးပုံကြောင့်ကောင်းခဲ့တာတခုပဲထောက်ပြတပည့်တော့အဲ့ဒါကိုပြောတာတခုပဲထောက်ပြအဲ့ဂိရိကသုံးပုံကြောင့်ကောင်းလာတာဖះဟောကြောင့်ဟဲ့လူတိုင်းကြီးရဲ့လူပြောင်းလဲသွားတယ်လူငယ်လူမျိုးအတိအမြင်တွေတိုးပွားလာတယ်ဟလာအခုစီးပွားရေးတိုးတက်လာတယ်ဈာမရေးတိုးတက်လာတယ်ဟလာပညာရေးတိုးတက်လာတယ်ဟလာဟိုနိုင်ငံရေးတိုးတက်လာတယ်ပြောင်းလဲသွားတဲ့တိုင်းကြီးတပည့်တော့နိုင်ငံမှာတပည့်တော့ပြောပြမယ်ဗုဒ္ဓဘာသာမြန်မာပြည်ရောက်လာကလေးကမွဲသွားတယ်ဆိုတာ ဒီလိုနိုင်ငံကဘယ်နိုင်ငံကဘာပေါ်မှာဘယ်နိုင်ငံမှမရှိတဲ့တရားစာသားကြီးဖင်ကုထိုင်တာကဘာပေါ်မှာဘယ်နိုင်ငံမှမရှိဟုတ်ပြီအဲ့တရားစာသားကြီးဖင်ကုထိုင်တာအဲ့ဒါကိုဒီလောက်ချမ်းသာတဲ့တိုင်းပြည်ကကဘာပေါ်မှာအစီအစဉ်ဆုံးတိုင်းပြည်မအေးချမ်းဆုံးတိုင်းပြည်ဖြစ်နေတယ်အဲ့တော့ကြွေးကြော်နေတာကြတော့အလွန်အင်မတန်မှအေးချမ်းတဲ့ဘာသာတရားကိုပိုင်ဆိုင်ထားတာပါမြစ်တာတရားကြီးအလွန်မနာမှမြစ်တာတရားကြီးမားတဲ့ဘာသာတရားကိုပိုင်ဆိုင်ထားတာပါဒါကြွေးကြော်နေကြတာဒါကိုဆရာတော်တို့အတူပဲနော်အဲ့တော့မြစ်တာတရားဆိုတာဘာကိုပြောတာတော့ မြေကျမ်းရေးဆိုတာဘာပြောတာလဲအခုကျွန်တော်တို့တပည့်တော်တို့တိုင်းတပည့်တွေတက်ဘိုးကတက်လိုက်ဘိုးကတက်လိုက်ပဲဆရာတို့ကြားရတယ်သိတယ်ဒီနေ့တက်နေဟုတ်ရင်အဲ့ဒါဘာလို့ငင်းရမ်းတဲ့ဘာသာတရားကိုဆိုင်တယ်ဟာဗုဒ္ဓတီချင်းနဲ့ဘာဆိုင်လဲပဋိကတ်လို့ဒီဗုဒ္ဓရဲ့တီချင်းဟိုပြောအဲ့ဗုဒ္ဓရဲ့အဆုံးအမတွေညံ့ချင်းလို့ဒီတိုင်းမြည်ဒူဆိုးလူမိုက်ဒီပေါ်များနေတာဒါပဲရှင်းရှင်းလေးပဲလူလူလေးပဲလူ အဲ့လိုဆိုရင်ဥသိမေးဦးမယ်တကယ်ဟုတ်ပြီဂါကြီးကဗုဒ္ဓသဗုဒ္ဓပိဋကတ်သုံးပုံကြောင့်မြန်မာနိုင်ငံကခိုင်းရန်ဖြစ်နေတယ်လို့အခုရုရှားနဲ့ယူကရိန်းယူကရိန်းဖြစ်နေတယ်ပေါ့နော်ဟာအဲ့ဒါထားလိုက်ပြဒါသူနဲ့နိုင်ငံအဲ့ဒါထောက်ထားပြမှရမှာတကယ်ကြီးထောက်ထားယူကရိန်းကတပိတော့နိုင်ငံလောက်မအိဒါမဟုတ်မစိုးပါဘူးသူကြိုစစ်ဆိုတော့အဲ့လိုပြောရင်ယူကနိုင်ငံမှာအချင်းချင်းကိုတောက်နေရတာသူနိုင်ငံသူတို့ချင်းစီယုံနေတပိတော့နိုင်ငံညီကိုချင်းမောင်နှမချင်းကိုတောက်နေရတာအခုမှကိုမယုံရတော့တော့အဲ့လိုကြည့်အောင်ကိုအကြောက်တရားကိုရိုက်ထည့်ပလိုက်တာ ရှင်ပြောတော့ဒီနိုင်ငံမျိုးရောဗုဒ္ဓဘာသာကတဗုဒ္ဓတီချင်းကရိုက်ထဲတာမဟုတ်ဘူးဦးစင်းပြောတာဆွန်းဆုံးအောင်နားထောင်ပြီးမှတခါကြီးကြိုက်တာဆွန်းနေပထမတစ်ခုဟာတဗုဒ္ဓတီချင်းကိုလိုင်းနာရမယ်သူတခါကြီးကဟုတ်ပြီဗုဒ္ဓဘာသာကို follow လုပ်တယ်လက်မြတ်စွာဘုရားရဲ့တရားဒေသနာတော်တိုင်းလူတိုင်းလိုင်းနာတယ်ဆိုရင်တခါကြီးပြောတာပဋိကတ်သုံးပုံကြောင့်လို့ပြောရအောင်နော်အဲပဋိကတ်သုံးပုံတိုင်းလူတိုင်းလိုင်းနာရယ်မြတ်စွာဘုရားဒေသနာတော်ဟာတက်ရှိမှန်တယ်များဘယ်သူမှမတက်ရဘူးလို့ပြောတာဟုတ်ပြီဒါပဋိကတ်သုံးပုံဒါပြင်းအဲမလိုင်းနာပဲနဲ့ ဘလို့လို့အေးချမ်းပါလဲလိုင်းနာအဲ့လိုင်းနာလေကသူတို့ကတက်နေတဲ့လူတွေကဘုရားတခါကျောင်းစာခံယူကြတယ်အဲ့ဒါအဲ့ဒါဗုဒ္ဓတီးချင်းနဲ့မဆိုင်ဘူးတခါလိုင်းနာမှုနဲ့မလိုင်းနာမှုပဲဆိုင်ဘုရားဘုံကြီးရဲ့အရှင်ဘုရားတို့ကြီးမြတ်မြောက်စားထားတာပေါ့အာမဆိုင်ဘူးတခါတခါအဲ့ကြောင့်မို့ဦးသိန်းကအစတည်းကတခါကြီးကိုပြောတာပဋိကတ်၃ပုံကြောင့်မြန်မာနိုင်ငံဆင်းရဲတာလားနာမည်ခံပြီးတော့ tradition နဲ့ tradition ဆိုတာဒလီထုံးတန်းကိုတခါကြီးကမကွဲတာ ပဋိက္ခ၃ပုံနဲ့တတိယတုံးဒီတတိယတုံးကိုအရှင်ဘုရားကအခြေခံပြီးပြောမယ်ဆိုရင်ဘုရားဆိုတာကိုအရှင်ဘုရားဘလို့အသိဉာဏ်နဲ့သိတာဘုရားဆိုတာကိုအရှင်ဘုရားဘလို့အသိဉာဏ်နဲ့သိတာဟုတ်ပြီဒကာကြီးနဲ့ဦးဇင်းနဲ့ကမဟုတ်တဲ့ခေါင်းစဉ်ဘက်ကိုရောက်သွားပြီအရာကဒကာကြီးသိကျင်တယ်ဆိုရင်နောက်တဲ့ဦးဇင်းအာဆွေလူပွဲတွေတိုင်းပြည်မငင်းချရခြင်းရဲ့အကြောင်းကိုဒီပြည်တော်ကတိုင်းပြည်မွေးသွားရခြင်းအကြောင်းနဲ့တိုင်းပြည်မငင်းချရခြင်းအကြောင်းအခြေခံလေးကိုဒီပြည်တော်ကပြောပြတယ် ဘယ်လိုပြောရအောင်ဆိုဒီအရှင်ဘုရားတို့ကကိုးလာတာကြီးလက်ခံလိမ့်လာတာကြီးလက်ခံတက်လာတာကြီးလက်ခံနေဒီတိုင်းမြေပြည့်ရတာလေကိုးတဲ့ကောင်ချက်ခိုးတယ်ဟုတ်ပြီလိမ့်တဲ့ကောင်ဆက်နေလိမ့်လာတာမှဒီဘာသာရေးလက်ခံနေဆိုရင်တော့လိမ့်တဲ့ကောင်ဆက်လိမ့်ပြီပေါ့မလိမ့်မဲ့ဘယ်လိုလုပ်နိုင်မလဲအဲ့လိုဆိုရင်ဒကာကြီးတမအာဇီဝရဲ့အတိတ်ပဲခွင့်ဆိုချက်ကိုဒကာကြီးနားလဲလားနားလဲတယ်ပြောပြောမြန်မာတမအာဇီဝနဲ့ဆက်လာတယ်လို့ဘယ်သူရှိလဲမဟုတ်မဟုတ်အရာကိုပြောမှာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ဒေသနာမှားတယ်ဆိုရင်ဘယ်ချက်ကမှားတာလဲဒကာကြီးတောက်ပြအောင် မှန်ပါတယ်တခါကြီးကအဲ့ပြောတယ်မြတ်စွာဘုရားဆိုတော့လက်မခံဘူးအဲ့မြတ်စွာဘုရားဆိုတော့လက်မခံအဲ့မြတ်စွာဘုရားဟောတဲ့ဒီသနာဆိုတော့မပြောနဲ့ပိဋကတ်သုံးပုံတွေကမှားနေတာဆိုရင်ပြောလက်ခံတယ်မြတ်စွာဘုရားဆိုတော့တတ်မပြောနဲ့ဟုတ်ပြောပြီပိဋကတ်သုံးပုံတွေကဘယ်ချက်ကမှားတာလဲတမအာဇီဝနဲ့ပတ်သက်တဲ့အတိတ်ဘဝတို့ချက်တခါကြီးဘယ်ချက်ကိုဘုရားသမားတို့ဒုရသမားတို့ပညာတို့ဒါနဘုရားတို့အဲ့ဒါအကုန်မှားတယ်ပဲလေဘုရားတို့ပါဘာလို့သကရာရူဝိတုဒ္ဓိမြတ်ဘာလို့ဆိုတော့အဲ့ဒါကြီးပေါက်တက်ကြီးရှောက်ရေးထားတာပဲဘယ်မှာလဲတကယ်ကြီးဦးဇင်းမေကွန်းတစ်ခုမေးမယ် တခါကြီးကအာရာတွေနားလဲနေတယ်ဆိုရင်တမာအာဇီဝါရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုတခါကြီးပြောကြည့်သိလားသိရင်ပြောတမာအာဇီဝါတမာအာဇီဝါဆိုတာဘာကိုပြောတာတမာအာဇီဝါလူတွေမှမရှိဘူးတိရစ္ဆာန်တွေပဲရှိတယ်တမာအာဇီဝါရဲ့အတိတ်ပဲပါလေအဲ့ဒါပုံမြင်နေယုံနှန်းစကားတွေပုံမြင်နေယုံနှန်းစကားကြတာကြာအရှင်ဘုရားတို့တော့တမာအာဇီဝါမကြဘူးအခုရှင်ဘုရားဖုံးမင်းနေတယ်ဆိုရင်တမာအာဇီဝါမကြဘူးအဲ့ဒါပြန်ဆုံးပဲခုလာတာကြီးစားနေတာလိမ့်လာတာကြီးစားနေတာဟုတ်ပြီဦးစင်းတိကျင်တာတမာအာဇီဝါကိုတခါကြီးဘလို့နားလဲလဲဆိုတာပြီးမှာ တမအားဒီဘောလေဒါတမအားဒီဘောဘောမခုတ်နဲ့မလိန်နဲ့မတက်နဲ့ဒါတမအားဒီဘောလေဒီညဘောမှာဒီညကျမကြီးထိခိုက်အောင်လားစနုံမုံနေတူးလုတဲ့ရောင်နေမုံနေတူးလုတဲ့ဘဲစီတဲ့ဟိုဘဲစီအစ်တဲ့ကိုစောင်းစီရောရောင်းနေဆံအကောင်းနေကိုဆံမကောင်းနေဟာရောရောင်းနေဒါတမအားဒီဘောမဟုတ်ဘူးလေဇန်တိပြီလုံးမဟုတ်တာ ਈ လုံနေတာပဲဒါဘာကြောင့်လဲဒီတာနာရဲ့အဆုံးအမညံ့ဖြစ်နေလို့ဒီဘာကြောင့်ညံ့ဖြစ်တာလဲကိုးလာတာလဲမိမိဘုံပေးတယ်လိမ့်လာတယ်မိမိဘုံပေးတယ်တလာတာလဲမိမိဘုံပေးတယ်ဒီလိုဘုံပေးနေကြလို့ဟာမင်းဟာကိုးလာတဲ့ဟာငါတို့တာနာနဲ့အဲရောက် တန်ခါဝင်းနီတန်ခါစီကန်းနဲ့မကိုက်ညီဘူးမင်းပြန်ယူပါငင်းပဲလွတ်သလားဘသူကငင်းပဲလွတ်ခဲ့ပြီလေဥစဉ်ပြောမယ်တမ္မာအာဇီဝရဲ့အတိတ်ပဲစာမှာလာတာပဋိကတ်သုံးပုံပြောရနော်ပဋိကတ်သုံးပုံရဲ့အတိတ်ပဲကတမ္မာအာဇီဝဆိုတာကသူကယဟန်ရဲ့တမ္မာအာဇီဝနဲ့လူတွေအတွက်တမ္မာအာဇီဝနှစ်မျိုးကွဲတယ်တခါနှမျိုးပဲလူတွေရဲ့တမ္မာအာဇီဝကောင်းရဒီလိုတော့ခိုင်းနေပြီရှင်ဘုရားပြောတဲ့စကားကြီးဒိဗ္ဗံမရှိဘူးလေမဟုတ်ဘူးပေါ့အပေါင်းရတယ် ပတ်ဝန်းကျင်တွေဘာတွေမပြောနဲ့ဒကာကြီးကဘာအထောက်ထားပြောပြောပြောအရက်ပြောရွာပြောပြောနေတာဒကာကြီးနဲ့ပြောရတာကဥစဉ်ဘက်ကလည်းဟုတ်ကဲ့အဲ့ဒါတပြောအဲ့ဆိုဟုတ်ပြီတပြီးတော့ရှုံးပေးလိုက်မယ်သမာစီဝါကိုတပြီးတော့မသိဘူးအရှင်ဘုရားသိတဲ့သမာစီဝါကိုတပြီးတော့ပြောပြဟုတ်ပြီဟုတ်ပြီဥစဉ်အတိတ်ပဲခွင့်ပြမယ်နော်သမားအစီဝါကနှစ်မျိုးရှိတယ်ကနှစ်မျိုးဆိုတာယဟန်နေအတွက်သမားအစီဝါနဲ့လူတွေအတွက်သမားအစီဝါမတူကြဘူးအမျက်စွာဒီပိဋကတ်သုံးပုံထဲမှာပေါ်ပြတဲ့ဒေသနာတော်တွေကသူက ဒီ client center ပေါ့နော် client center ဆိုတော့ audience ပေါ်မခြေခံပြီးတော့ကိုယ့်ကိုနားယူတဲ့ပုဂ္ဂိုလ်ပေါ်မှာအခြေခံပြီးတော့သူကကွဲပြားမှုတွေရှိတယ်။ယဟန်တော်ကြီးအတွက်တမ်းမှာအာဇီဝဆိုတာကသူကရှားပွေနေစင်မှာမကောင်းမှုလေအဲရှားပွေနေစင်မှာတရားနဲ့မညီရင်လေမိစ္ဆာအာဇီဝဖြစ်တယ်။တမ်းမှာအာဇီဝမဖြစ်ဘူး။ပြီးတော့သုံးဆွဲနေတဲ့အခါမှာလည်းပဲအဲ့ဒါက တရားနဲ့မညီရင်မိစ္ဆာအစီဝါဖြစ်တယ်ဒါယဟန်နေတူလူတွေအတွက်ကကြတော့သူကတစ်ဖက်ပဲပါအဲ့ဒီတစ်ဖက်ကဘာလဲဆိုရင်လူတွေအတွက်ရဲ့တမ္မာအစီဝါကရှားပွေတဲ့အခါမှာမိစ္ဆာအစီဝါနဲ့ရှားပွေရင်တမ္မာအစီဝါမဖြစ်ဘူးဒါပေမဲ့လူတွေမှာကသုံးဆွဲတဲ့အခါမှာကြတော့တမ္မာအစီဝါနဲ့ပတ်သက်တဲ့စီးမြင်ဆိုတာသူတို့မှာမရှိဘူးဒါကြောင့်သူကဘာလဲဆိုရင်လိမ့်လိမ့်ရတယ်လိမ့်လိမ့်ရတယ်ပတ်လိမ့်ရတယ်ပြန်မပြီးသေးဘူးတခါပြီးအောင်နားထောင်ပါ ပြီးတော့မှတခါကြီးကြိုက်တဲ့အချက်ကိုတခါကြီးပြောဆွေးဆွေးနေလို့ရဟုတ်ပြီနော်အဲ့တော့လူတွေအတွက်ကဘာလဲဆိုရင်သူကတမ္မာစီပါတစ်ချက်ပဲရှိတယ်အဲ့ဒီတစ်ချက်ကဘာလဲရှားပွေတဲ့အခါမှာတရားနဲ့ညီရမယ်ပါယန်းနေကြတော့နှစ်ချက်နှစ်ချက်ကဘာလဲရှားပွေတဲ့အခါမှာလည်းတရားနဲ့ညီရမယ်သုံးဆွဲတဲ့အခါမှာလည်းတရားနဲ့ညီရမယ်ဒီနှစ်ချက်ဟုတ်ပြီအဲ့တော့လူတွေကတခါကြီးပြောသလိုဘာဖြစ်လို့လာလူတာတွေကိုယန်းနေရဘာလို့ခံယူလဲဆိုရင်လူတွေမှာကရှားပွေတဲ့အခါမှာပဲတမ္မာအာစီပါစီးမြင့်ညီရ တုံးဆွဲတဲ့အခါမှာတမန်အာဇီဝနဲ့စီးမြင်းနဲ့ညီးမင်းကြီးဆိုတာမျိုးမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားစီကိုဥပမာအပြင်ခိုးသားကမြတ်စွာဘုရားစီလာလှူနေတယ်မြတ်စွာဘုရားခံယူမှာ။ယန္နာတွေစီကိုခိုးသားလာခံယူမှာ။မြတ်စွာဘုရားခံယူတာကသူ့ရဲ့ခိုးခြင်းကိုလက်ခံတာမဟုတ်ဘူး။သူ့ရဲ့ထူထမ်းတဲ့ဒီစေတနာဖြူစင်မှုစိတ်ထားအေးချမ်းမှုကိုအဲ့ဒီဒီလိုတိုင်းမြင်ပြင်လို့မရတော့ဘူး။ဘာပြက်ပြီ။ တကိုင်းပြီကိုလာလေရရကိုလာရရစားလို့ရရလူခံလို့ရရလိမ့်လာရရလူခံလို့ရရသူလိမ့်လာလိမ့်လာပဲငါလူခံတာငါလူခံတာပဲဆိုရင်တော့တိုင်းပြည်ပြက်ပြီမရတော့ဘူးဘလို့မပြောလို့များဦးစင်းပြောပြောတာကိုဆွေးနွေးဆုံးအောင်နားထောင်ပြပါပြီးမှတကိုင်းစိတ်ချင်ဆွေးနွေးလို့ရဦးစင်းအာဆွေးနွေးတဲ့ဟာကိုတကိုင်းကအာဒါဆွေးနွေးတာနဲ့မတူတကိုင်းကိုဦးစင်းတကိုင်းနဲ့ဆွေးနွေးတယ်ကဦးစင်းပါဦးစင်းကဘလို့လှုပ်လာလာငါတို့ကလှုပ်လို့ရတယ်စားလို့ရတယ်သုံးဆောင်လို့ရတယ်မင်းတို့ လူတဲ့ပုံမှာပဲမင်းတို့စေတနာပုံမှာပဲပူပြီးမူတည်တယ်မင်းတို့ခိုးလာလာလိမ့်လာလာတက်လာလာမင်းတို့လူတဲ့စေတနာပုံမှာပဲငါတို့ကလှုပ်လို့ရတယ်ဆိုတော့ဟိုခိုးတဲ့ကောင်ကသူစေတနာပုံမှာလည်းပါရင်မသိဘူးသူခိုးတာကိုလာမျက်နှာပုံစုပ်ဖို့အတွက်လာလှူတာလည်းဖြစ်ရင်ဖြစ်မယ်ဒီလိုလေးလှုပ်ရင်လှုပ်မယ်လေအဲ့ဒါတွေကိုသွားပြီးတော့အဲ့လိုမျိုးတွေပြတ်မယ်ဆိုရင်ဒိုင်းပြီလို့အဲ့ဒီအုံတက်အဲ့ဒီအဲ့ဒီလိုမျိုးသုံးသက်ချက်တွေအဲ့လိုအတွေးခေါ်ကြတိုင်းပြီပြတ်သွားတာဒါတော့ကတိုင်းပြီဖြစ်သွားတာဒါကြီးရှင်းရှင်းလေးပဲ ပိဋကသုံးပုံကိုမမှန်ကန်ကန်နားမလဲတမတဆယ်ဆောင်တွဲလောက်ဒီပိဋကသုံးပုံနဲ့လွှဲချနေရပဲပိဋကသုံးပုံနားလည်လို့ပဲခုဆွေးနွေးနေပြီပဲတကယ်ကြီးပြောတာပိဋကသုံးပုံနဲ့ကန့်ညီတဲ့စကားလုံးတစ်လုံးမှမပါပိဋကသုံးပုံဆိုအဲ့ဒါဘာကိုပြောတာပိဋကသုံးပုံဆိုဘယ်ဟာကိုပြောတာဒါပြင်ပိဋကသုံးပုံအညီရတမအာဇီဝတကယ်ကြီးဘလို့နားလဲပိဋကသုံးပုံဆိုဘာအဝညီညွန်းတာလို့လူတွေရဲ့နေမှုထိုင်မှုကိုညီညွန်းတာလားဘာရန်ရနေမှုတိုင်းမှုလူညွန့်တာလားဘာဘယ်အိုညွန့်တာလားတော်တော်တကကြီးတကကြီးတို့ကဥစဉ်ပါဝါပွိုင်းနဲ့ဥစဉ်ကတကကြီးဟုတ်ကဲ့ကိုလုံးချင်တာ မျောလင်းပြီးတော့ဒကာကြီးကိုဦးစင်းကအသိပညာရှိမယ်အအရေးချင်းရှိမယ်လို့လက်ခံပြီးတော့ဦးစင်းကဒီမှာ PowerPoint နေနဲ့စနစ်တကျပြင်ဆင်ခဲ့တယ်တကယ်တော့ဒကာကြီးကဘာမှမဟုတ်ပဲနဲ့အရပြောရွာပြောဘာမှအစင်တန်းမရှိပဲနဲ့ဟိုတွေ့ရလူတွေကိုရန်လုံးနေတဲ့အစင်လောက်ပဲရှိဦးစင်းဒီမှာပြင်ဆင်ထားတာတွေကဦးစင်း PowerPoint နဲ့ presentation နဲ့စနစ်တကျဦးစင်းမှာအထောက်ထားတွေနဲ့အခိုင်အမာတွေနဲ့ဦးစင်းတေချာလုပ်တာဒကာကြီးကဘာမှဟိုဘယ်လိုကောမလဲ အရက်ပြောရွာပြောယူနစ်တော့ပြီးပြောတဲ့အစင်းလောင်းနဲ့အဲတခါကြီးကကွန်မန့်နေလိုက်တော့အသစ်တောင်မှာတခါကြီးကဆိုရှယ်မီဒီယာမှာသုံးရတဲ့အသစ်တောင်တခါကြီးကကျင်းဝတ်တွေကိုနားမလည်ပဲနဲ့တခါကြီးကပဇက်တဲရှိတာစိတ်တဲရှိတာတွေရှောက်ပြီးပြောလာတခါကြီးနဲ့ဆက်ပြောလဲဥစဉ်မဲ့သိက္ခာကြမှာရှိတယ်ပြီးတော့တခါကြီးမှာဘာမှအရင်ချင်းမရှိတာအသိရတဲ့ဥစဉ်နေနေတယ်တခါကြီးလိုပုံကမျိုးတခါကြီးလိုပုံကမျိုးနဲ့ဆက်ဆွေးနေဖို့အကြောင်းမရှိတော့ဘူးဆိုတဲ့စကားပဲ ပြောဘူးရှိတော့တာဗောနော်အဲ့တော့ဘုသူတဖြစ်လဲတဖြစ်ပေါ့အင်းဟာတာဖြစ်လဲတဖြစ်ဖြစ်တာဗောဗျအဲ့တော့လောကမှာမြတ်စွာဘုရားဟောထားတဲ့အထင်းမှာဗောဆိုဆုံးမခတ်သူဖြစ်ကြောင်းတရား16ပါဆိုတာရှိတယ်ဒောဝဆတတာပုဂ္ဂိုလ်ဆိုဆုံးမရခက်ခဲတဲ့ပုဂ္ဂိုလ် အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်တဲ့ဆိုဆုံးမခတ်သူဖြစ်ကြောင်းတရား16ပါး ਨੇ ဒါ16ပါးတွေကတပါးနှစ်ပါး3-4ပါးစသည်ပေါ့ဗျာအဲ့ဒီလိုရှိနေတဲ့ပုဂ္ဂိုလ်ဒီဒါဆိုဆုံးမရခတ်သူပါပဲရုံမှာတော့အလူဆိုးရှိ၍ထိုးလူဆိုးနောက်သူလိုက်သူဖြစ်ခြင်းအဲ့ဒီပုဂ္ဂိုလ်ကဆိုဆုံးမခတ်တယ်မိမိကိုယ်ကိုချီးကျူးမြင့်တင်၍သူတပါးတို့အားကဲ့ရဲ့ရှုတ်ချသူဖြစ်ခြင်း ဆိုဆိုမှခတ်တယ်အမျက်ဒေါသထွက်တက်၍အမျက်ဒေါသဤလွန်မှုခံရသူဖြစ်ခြင်းဆိုဆိုမှခတ်တတ်တယ်အမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်ရံညိုးပွဲလိရှိသူဖြစ်ခြင်းနောက်တကအမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်အစွဲလန်းကြီးသူဖြစ်ခြင်းနောက်တကူကဒေါသထွက်လိရှိပြီးဒေါသနှင့်နီးစပ်သောစကားကိုပြောဆိုတတ်သူဖြစ်ခြင်း အပြစ်တင်ခံရလျင်အပြစ်တင်သူအားစန့်ကျင်ဘက်ပြုတ်တဲ့သူ ဖြစ်ခြင်းအပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားချိန်မောင်းတက်ခြင်းအပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားအပြစ်ပြန်တင်တက်ခြင်းအပြစ်တင်ခံရလျင်အကြောင်းတမျိုးမျိုးဖြစ်ဖုံးလွှမ်းလျက်စကားကိုပြင်ပသို့လွဲပြောင်းပြီးစိတ်ဆူအမျက်ထွက်ကပြစ်မာတက်ခြင်းအပြစ်တင်ခံရလျင်မိမိဤဖြစ်စဉ်အကြောင်းအထုပ်ပတိကိုရှင်းမပြနိုင်ခြင်း ကျေးဇူးကံလျက်ဂုံတုဂုံပြိုင် ပြုတ်တက်ခြင်းမနာလိုစိတ်ရှိပြီးနှမျောဝန့်တူတက်သူဖြစ်ခြင်းကောက်ကျစ်စင်လဲပြီးလက်ပတ်တက်သူ ဖြစ်ခြင်းမောက်မှခတ်ထန်လျက်မာနကြီးသူ ဖြစ်ခြင်းမိမိအယူကို စွဲလန်းလျက်မြဲမြံ့စွာယူတက်သူစွန့်နိုင်ခဲ့သူ ဖြစ်ခြင်းတဲ့ဒီချက်ဒါ၆၆ချက်ဟာဆိုဆိုမှခတ်သူဖြစ်ခြင်းအကြောင်းတရား ဒါပိဋကတယုတ်အဖွင့်ကျမ်းကနေပြီးတော့ဒါပေါ်ပြထားတာ ဖြစ်ပါတယ်။ကဲအလိုဓမ္မချစ်ခင်သူတော်စင်များနိုင်လေအရင်ရှည်သွားပါပြီနော်။ဒါဘုဒ္ဓတာဖြစ်။အော်ဒီလိုပုံကူတွေလည်းရှိပါလားဆိုတာကိုသိရအောင်ဒီလိုပုံကူမျိုးတွေနဲ့တွေ့လို့ရှိရင်ဒါ ဓမ္မအကြောင်းဘာသာရေးအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့တင့်မတင့်ဒါနောက်ဆုံးဆရာတော်လေးဒါပြောသွားတာကိုနားထောင်တော်အဖြစ်အလုံးဓမ္မချစ်ခင်သူတော်ရှင်များသိနိုင်ပါပြီကဲအလုံးတော်ဓမ္မချစ်ခင်သူတော်ရှင်များကိုစိတ်